1969ခုနှစ်ဇန်နဝါရီလထုတ်တူဝက်သေးဘောမဂ္ဂဇင်းတွေကဆန်ရွှေမြင့်စကောင် ပါဝင်တဲ့ကာတွန်းဇာတ်လမ်းတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ရေးသားထားတာကတော့ဆရာကာတွန်းမြင့်သိန်းဖြစ်ပါတယ်။ကာတွန်းဇာတ်လမ်းလေးရဲ့နာမည်ကတော့မြို့ပတ်ယထာဘောဝေငန်းခဲ့တယ်ဆိုတာဖြစ်ပါတယ်ရှင်။ကိုမြင့်ဘဝမှာတွေ့တာဆရာဆိုလို့စင့်နေရှိပါတယ်ရှင်။ မြင်လို့စရာလည်းစင်ပါပဲကွယ်တကယ်ပါစင်စီကအဖြေမရတော့လို့လားဘေးဆိုင်မှာတထွန်စတွေဝေနေနေဖလန်ဒယ်ရီပဲအလကားပေးပေး အချိုမှုန့်ထုတ်တွေပဲအလကားကြဲကြဲစင်နာက တလက်မကို မခွာဘူးယုံတော့စင်ယုံတော့မြို့ပတ်ယထာကြီးကတန်လန်းအတိုင်းတရိပ်ရိပ်ပြေးနေပါတယ်တန်လန်းဘေးရှိလေကွင်းတွေကဝဲလှဲ့၍ကြံခဲ့ကြပါတယ် ဆန်ရွှေမြင့်ကတော့လှပတောင်တင်းကောင်းချင်းငါးပြားနဲ့ပြည့်စုံလှတဲ့မင်းမချောကလေးတူနဲ့အတူကြည်နူးချင်းအပြည့်နဲ့ယထာပေါ်တွင်လိုက်ပါလာခဲ့ပါရဲ့။နဘေးမှာထွေထွေအီအီလေးလိုက်ပါလာတဲ့အမျိုးသမီးကိုကြည်ရင်းမှလည်းသူ့ရဲ့ကြိုးပမ်းမှုတွေအတွက်အားတက်ရှင်လန်းနေမိရှာပါရဲ့။ဒီတော့လေလွန်ခဲ့တဲ့တလခန့်ကအဖြစ်တွေကို သူကတရက်စီ တကွက်စီတခုစီ ပြန်၍ချထားလေကြော်လိုက်တာကွာအဲ့ဒီမှာသူအနားရောက်လာတာပေါ့อืมသူရောက်လာတယ်ဆိုပဲကိုမျက်လုံးတွေကသူ့စီကတလက်မရွေးလိုတော့မရတော့ဘူးအလှထိုးလာကြည်လားနှမရဲ့ဘလို့ကြည့်ကြည့်မင်းလှတာပါပဲလားဟိဟိပြုံးဆိုသူထွက်ပြေးသွားတော့ကိုကိုရှောင်ရှားစိမ့်လီပြီလားရဲ့လို့ရင်ထဲမှာအရက်ရင်မရောပဲတောက်ချလိုက်မိတယ်လို့ပူသွားတာပဲ။ ။နောက်မှကြည့်လိုက်တော့ယထာစိုက်လာတာကို အမေမေမြင်မြန်လိုက်မှသူတက်သွားပြီ။ဒါပေမဲ့သူ့နားကတ်လိုက်ရလို့အခွင့်အရေးကိုတော့လက်လွတ်ခဲ့ရပါတယ်။ကြားမှာလူတွေက ကြက်လို့ကိုဒီလိုနဲ့မင်္ဂလာတောင်စီပူတာကြတော့ရုတ်တရက် तू ကဆင်းလိုက်တယ်လေ။ဟင်?သူဆင်းပြီ။ငါလည်းဆင်းမှာ။အာဟေးဟေးအဲ့ဒီတော့ကယထာဘဝခွေးကြကြပြီးမေ့သွားလို့ သူဘယ်နေရာမှာနေတယ်ဆိုတာလည်းမသိခဲ့ရဘူး။ဒေါ်သည်ရဲ့ငိမ့်မောင်ငပေါကဒီနေရာကျတော့အားကိုးရပြီလို့သာ။မင်းပြောသလိုဆိုရင် तू ကမင်္ဂလာတော်ကရန်ကုန်အလုဆင်းနဲ့အလုသမားမဖြစ်နိုင်ဘူးလားဆန်ရွှေမြင့်။အိုးဒါအကြောင်းလားကွ။အလုတ်သမမကလို့ကုံစိမ့်သမဖြစ်ဖြစ်လလတတဖြစ်ဖြစ်ကွာငါသိချင်နေတာသူဘမနေတယ်ဆိုတာပဲကွာဒါမှသူ့ထက်တွေ့နိုင်တော့မှာပေါ့လို့ဒါကြောင့်ပြောနေတာဗောဟမင်္ဂလာတော်ကရန်ကုန်အလုတ်စင်းရင် မနေ့တိုင်းလာပြီးညနေတိုင်းမပြန်ဘူးလားဒီတော့ဘုရားကနေသွားဆောင်ယုံဘောကွာဒါကိုပြောတာခွေးကောင်ရဲ့ဟေးငိမ့်မောင်ပြောတဲ့အတိုင်းဘုရားကသွားပြီးဆောင်းလိုက်တယ်ဆိုသူ့သွားတွေ့တော့တာပါပဲတရက်နှစ်ရက်နေ့တိုင်းပါပဲလေခေကောင်တနေ့လာလဲကြည်ပြန်တနေ့လာလဲကြည်ပြန်လေမင်းဟာဒီနေ့တော့လိုက်กว่าတကယ်တတ်တိမရှိပြင်မဲ့ငိမ့်မောင်ကို ရှက်မိတာနဲ့ပဲခတ်တီတီရှူတင်းတင်းနဲ့ တလှမ်းချင်း သူ့အနာကတ်သွားရတော့တာပေါ့ညီမနမယ်လေးမသိရဘူးလားကွယ်ကိုမြင့်နေတိုင်းဒုက္ခခံပြီးလာဆောင်နေရတာဘာကြောင့်လို့ညီမတယောက်သဘောပေါက်လိမ့်မယ်လို့ကိုမြင့်မျှော်လင့်ပါတယ်ရှင်းရှင်းပြောပြရစီရှင်းရှင်းနဲ့ရှုပ်ရှုပ်လေးလောက်နေနဲ့အဆက်မကွဲချင်းရှင်လာလန်းတိုင်းပြန်ကြွမာကျော်ပြက်သားတဲ့သူ့ရဲ့စကားကြောင့်ရင်ဘတ်အသာဖိလို့မချီတရီပြန်ခဲ့ရတော့တာပေါ့ ဘယ်နဲ့လုံးမလဲတရရစတာပဲကွာငါမတော့သူ့ချစ်လိုက်ရတာကိုသူပြောလိုက်တဲ့စကားမင်းစဉ်းစားကြည့်စမ်းပါငိမ့်ပေါ့ရတဲ့ခက်တဲ့ကောင်မင်းကလေးဆိုတာဒီလိုပေါ့ဟာပထမတခါတော့မူလကြီးလောက်ကြစမြေးပဲနောက်ဓာဒီမစဉ်းစားသေးပါဘူးမိတ်ဆွေလိုခင်မင်းပါဆိုတာကတဆင့်လာလိုက်အောင်မယ်ဆက်လုပ်ပါကွာအင်းဒီကောင်ကငါထက်စားလို့ရှိရင်မဆိုးဘူး ရီးစားနဲ့စိတ်ကောက်လာရင်သာအရက်တော့ဥတက်တာကောင်းမီတငယ်ချင်းငါသူ့ကိုမစွမချင်းဆက်ပြီးလိုက်မယ်လို့ဂရိပေးတယ်ဟဲ့သူ့ကိုချစ်မိတာကလည်းတကြောင်ငိမ့်မောင်ကိုဂရိပေးမိတာနဲ့နှစ်ကြောင်ဆိုတော့အရှက်ကိုအသာထားရအားမရှိလိုက်ခဲ့မိတော့တာပေါ့သူ့နောက်ကိုလေဟဲ့ဟဲ့ဟဲ့ကောင်တင်းင်းကနွေးဆိုပြီးရအားမယူပါဘူးကွာမင်္ဂလာတော်ကိုတွားငန့်ပြရတယ် မိန်းကလေးကိုခေါ်တဲ့နေရာမှာမတင်တော့မထိုက်တော့နေရာဟူသည်ဤကဘာမှာမရှိအတုဘတွင်လည်းခေါ်တဲ့သည် မင်္ဂလာဆောင်တွင်လည်းခေါ်တဲ့ဤဖျားတွင် ပြောပွဲပင်မရှိတဲ့အတုဘတော်ရင် လူစင်မမီသောခြေထောက်ပိုင်ရှင်ကာတွန်းချစ်ဆွေသည်မိမ့်မစီဖနှက်နှင့်မှားစီမိရမှမျိုးသမီးနှင့်ယင်းနီကမိမ့်မချောကလေးတူကိုတိတ်တိတ်ကလေးစုံဘူးသည်ဟုဆိုလာသေးကြည်ဤ အထောက်အထားတွေနဲ့မို့ငိမ့်မောင်စကားကိုကိုကယုံကြည်လေးစားရတယ်လေ။ဒါကြောင့်လေသူ့ရဲ့ယုံကိုရော အင်းကိုပါ တကောက်ကောက်လိုက်ပြီးပိုလိုက်ရပန်းလိုက်ရတာများအိုးဖက်ဖက်ကိုမော်လို့ရှင်နှမချင်းမဆန်တာဘာဖြစ်လို့သူများသားသမီးကိုဒီလောက်လိုက်နှောက်ရှက်နေရတာလဲ။ထင်ချင်းတယ်လို့ထင်ပြောချင်းတယ်လို့ပြောပါကွယ်။ကိုမြင့်ကဒီကဘာမှာမင်းချစ်ကိုမှမပိုင်ဆိုင်ရရင်ဘာပဲဖြစ်ဖြစ်ဘယ်ဘဝပဲရောက်ရောက်မထူးပါဘူး။ရှင်တကယ်ပြောရလား ဟိုမှာတွေ့လားပလိတ်ကိုတိုင်လိုက်မယ်ကိုမြင့်ပြောပြီးကောကိုယ်မင်းပေးတဲ့အပြစ်ကိုကိုမြင့်တရွတ်တရလက်ခံပါမယ်ဆိုနေကဲလောက်ပါတိုင်ရရင်တိုင်လိုက်ပါဟင်း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 ဒီမှာရှင်ဟောရီလိုကျမကိုလိုက်နှောက်ရှက်နေလို့တစိမ့်ဖမ်းပါဖမ်းပါဟေဟေညီမောင်ကရဲသားအောင်ဆောင်ပြီးဒီမှာရက်နေမယ်မင်းသူမမသိရှာပဲကိုဒါနဲ့သူ့ကိုနှစ်ရက်လောက်ရှောင်နေလိုက်သေးတယ်။သုံးရက်စီလို့သူ့ကိုသွားတွေ့လိုက်တော့သူခမည်းမအံ့ဩလို့ဟင် ရှင့်ဦးရဲကဘာမှမလုပ်လိုက်ဘူးလားမမှတ်သေးဘူးထင်တယ်။ဟုတ်ကွယ်ရဲကဆုံးမတော့ဆုံးမတာပေါ့ဒါမဲ့တို့ကကိုမြင့်ကိုတတ်ပစ်နိုင်တာမှမဟုတ်တာပဲကိုမြင့်လေတည်သွားမှပဲမင်းကိုမလိုက်တော့မှာကွရှင်တကယ်ပြောတာလေလားဟမ်တူကယ်စင်တောင်းမမရဲ့အကိုရဲ့ပထမတော့ကိုမြင့်ရဲ့အချစ်ကို စင်မယုံရဲတာအမှန်ပဲကိုမြင့်ဒါရီကမစွန်ခင်ကစူးစမ်းမှုတွေလေ ကြိုးစားမှုရဲ့ရလက်အောင်အောင်မြင်ခြင်းပေါ်ခုဆိုသူကကိုကိုသိကျင်နာလို့ယထာလက်မှတ်ကိုတော့သူကဝဲမတဲ့လေချစ်မိလာပြန်တော့လဲပဲလာရောမိရှာပြန်တာပေါ့ယထာစီရတာជីနူးစီရကောင်းပါပြီတော့စင်ကိုမြင့်နဲ့ခုလိုစီရတာ ပြောရလိုက်ကိုမြင့်တိတ်ကိုပြောတာပဲကွယ်ဩကိုမြင့်ကလည်းလေမပြောပဲရှိပါမလားလို့ကိုချစ်သူနဲ့အခုလိုတွားလာနေရအောင်များ ဒီကယထလက်မှတ်ပြပါခမလက်မှတ်လက်မှတ်။အော်စင်ရင်လက်မှတ်တဲကွာလက်မှတ်စစ်နေတယ်ပြလိုက်ပါကွယ်။ဘာပြောရဲရှင်။ဒီမရှင်အဲ့ဒီလူဟာလူပုတိပုတ္တလိုက်တိုးခွေပြီးနှောက်ရက်နေပါရဲ့။ခုလဲကြည့်လေလူအများပိုင်ဆိုးပိုင်နေနဲ့။ကျမကိုကူညီပေးကြပါရှင်တောင်းပန်ပါရဲ့။အမလေးစင်စင်ဘလို့ပြောလိုက်တာလဲ။ဒီလိုမကြည်စားပါနဲ့စင်။ကြည့်လေ ပြောရင်ကဲလာပြန်ပြီ။ကျမနာမည်စင်လည်းမဟုတ်ဘူး။ထေးပါ။ရှင်တို့ဒီလိုပဲကြည့်နေကြတော့မှလား။ဟမ်။ကဲမင်းလက်မှတ်လည်းမပြနိုင်ဘူး။မင်းကလေးကိုလည်းကာရင်ဒရီပြက်ပြောင်းနှောက်ရက်တယ်။လာလိုက်ခဲ့ပြီးတော့လက်မှတ်ကိုကိုမြင့်မဝဲနဲ့စင်ဝဲပြီးပြီဆိုလို့လိုက်ခင်မိတာပါဗျာ။ပြီးတော့သူ့သဘောတူလို့တွဲထိုင်လာကြတာပါ။စာဖတ်ပရိသတ်ကို မေးကြည့်ပါ။အလုပ်ကြပါဗျာ။မကယ်နိုင်ကြတော့ဘူးလား။နောက်တနေ့တွင်ဘယ်နဲ့လဲရှင်။ ချင်းနောက်ကိုတကောက်ကောက်လိုက်နေမဲ့သူကြီးရဲ့လိုက်နောက်ဆက်ပါအောင်လားရှင်လိုက်နေကြမလိုက်တော့လမ်းလျှောက်ရတာရှင်တင်တင်ချင်းမို့ရှင့်ကိုစားဒီမှာလေချစ်သူကိုစားဆိုပါတော့ရှင်ဝုတ်ဝုတ်ဂင်းဒီတွင် တလပြီးပါပြီဒီညလေးမှာတော့ဆရာကတော်မြင့်သိန်းရေးသားထားတဲ့မျိုးပတ်ယထာပေါ်ပဲငန်းခဲ့တယ်ဆိုရက်ကတ်တုန်လေးကတော့ပြီးဆုံးသွားပါပြီရှင်ခွရှာတော့နောက်ထပ်ကတ်တုန်လေးတစ်ပုဒ်ကိုဆက်ပြီးတော့နားထောင်လိုက်ရအောင်နော်